မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းရင်းတွေကိုတက်ဆက်ပေးပါမယ်။မင်းရောင်လိုင်းအပါဝင်နိုင်ငံတကာကခေါင်းဆောင်ချို့တက်ရောက်မယ်။နှိမ့်80ပြည့်ရုရှားရင်ပြင်ဒီအောင်ပွဲအခမ်းအနားလုံခြုံရေးကိုတော်တော်မယူဘူးလို့ယူကရိန်းသမ္မတကတတိပေးလိုက်ပါတယ်။ဆရာနာရှင်အမြင့်ဖြည့်ရေးအတွက် TNL က NGO ပါဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲမှာဖြစ်ပြီး တိမ့်ပိုင်ထားတဲ့မြို့နယ်တွေစစ်ကောင်စီထံကို ပြန်ပေးရန်အစီအစဉ်မရှိတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့အကျန်းဖက်မင်းအောင်လိုင် အပါဝင်နိုင်ငံတကာကခေါင်းဆောင်ချို့တက်ရောက်မယ်နှစ်80ပြည့်ရုရှားရင်ပြင်ဒီအောင်ပွဲအခမ်းအနားလုံခြုံရေးကို တာဝန်မယူဘူးလို့ယူကရိန်းသမ္မတဇလန်စကီးကတတိပေးလိုက်ပါတယ် မေလ9ရက်နေ့ရုရှားနိုင်ငံရင်းမြစ်နီမှာပြုလုပ်မယ်။ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း80ပြည့်အထိတ်အမှတ်ဖြင့်တရုတ်သမ္မတရှီကျင်းပြင်အကြမ်းဖက်မေးအောင်လိုင်းအပါအဝင်နိုင်ငံတကာကတချို့ခေါင်းဆောင်တွေတရားဖို့ရှိနေပြီးယူကရိန်းသမ္မတကရုရှားနိုင်ငံအတွင်ဖြစ်ပျက်မှုတွေအတွက် တောင်းလဲယူမှာမဟုတ်ဘူးလို့ထုတ်ဖော်ပြောဆိုလာတာလည်းဖြစ်ပါတယ်။20ပြည့်ရင်းရင်းဒီအောင်ပဲအထိတ်မှတ်တွဲမေလ10ရက်နေ့ကနေမေလ10နေ့ထိအပြည့်အခက်ရက်စဲဖို့ရုရှားသမ္မတပူတင်ရဲ့အဆိုပြုချက်ကိုလည်းယူကရိန်းသမ္မတကပယ်ချခဲ့ပြီး ရုရှားနိုင်ငံထဲမှာမေလ9ရက်နေ့မှာဖြစ်ပေါ်လာမယ့်အခြေအနေတွေအတွက်တောင်းလို့မယူနိုင်ဘူးဆိုတာကိုလည်းတရားဝင်ပြောဆိုလာတာလည်းဖြစ်ပါတယ်။ယူကရိန်းသမ္မတရဲ့ပြောဆိုချက်ဟာရုရှားနိုင်ငံကိုလာရောက်မဲ့နိုင်ငံတကာကခေါင်းဆောင်တွေရဲ့လုံခြုံရေးကို ဓာတ်ရိုက်ချင်းချုပ်နေတာဖြစ်ပြီးအကြမ်းဖက်ရန်ချင်းချက်မှုဖြစ်ရုရှားနိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါဝိုဘာကတုံ့ပြန်ပြောဆိုလိုက်ပါတယ်ရုရှားနိုင်ငံမှာပြုလုပ်မဲ့ရင်းမြင်းလီခြိတက်ပွဲကိုလည်းစစ်ကောင်စီဘက်ကပါဝင်တက်ရောက်ခြိတက်မှာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်ဆောင်မေအောင်လိုင်ဟာမေလ9ရက်နေ့မှာရုရှားနိုင်ငံကိုတွားရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင် စကန်းတရင်တပုတ်ကိုကြည့်အောင်ပါစကန်းတိုင်းမြို့မြို့ပေါ်မှာငွေကျပ်သိန်း2600ကျော်တမိုးရှိတဲ့ရွှေတဲ့ပစ္စည်းတွေကိုဓညတိုက်လာသူ၄ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့လို့ပြည်ဝအမှတ်64တရင်ယုံကရုံးဖွဲ့မှုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ၁ရက်နေ့မှာမြို့မြို့ပေါ်ကရွှေဧကရစ်ရွှေစံကိုအမည်မသိလက်လက်ကတနက်သမား၄ဦးကဝင်ရောက်ဓညတိုက်ခဲ့တာဖြစ်ပြီးကာလတံပေါ်ငွေကျပ်သိန်း2600ကျော်တမိုးရှိတဲ့ရွှေတဲ့ပစ္စည်း းတွေကိုယူဆောင်သွားရလဲဖြစ်ပါတယ်။ဓညတက်လက်သူလေးဦးဟာမြို့မြို့မြို့နယ်နဲ့ငဇုံမြို့နယ်အဆက်ကိုရွှေတဲ့ပစ္စည်းတွေတယ်ဆောင်လာစဉ်တွဲ တော်လုံးတစ်ဖွဲ့တွေကဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီညတွေစီကနေ MA3 နှစ်လက်နဲ့ Pistol တစ်လက်တို့ကိုတင်းဆက်ရရှိခဲ့တာကြောင့်စစ်ကောင်စီနဲ့ပတ်သက်လားတခြားဘယ်သူတွေပါသေးလဲဆိုတာကိုစုံစမ်းနေစေဖြစ်တယ်လို့လည်း viewer အမှတ်64တရင်ယုံကရုံးဖွဲ့မှုကပြောပါတယ်ရှင်။ဖမ်းဆီးရရှိတဲ့ရွှေတယ်ပစ္စည်းတွေနဲ့တရခံလေးကိုတော်လုံးတစ်ဖွဲ့ဝင်တွေကမြို့မြို့နဲ့ပလဖတန်လွှဲပြောင်းပေးပို့လိုက်ပြီး စုံစမ်းမှုတွေကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။ မကွေးတန်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတန်းမြို့တည်နေပြည်တော်လမ်းပိုက်မှာပြူစောတီတွေလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တက်ခတ်ရမှာပြူစောတီခေါင်းဆောင်တအိုးပါဝင်ခုနှစ်ဦးဟာပေသွားကြတယ်လို့မြို့တည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရစေ။မတ်လ29ရက်နေ့နေ့လယ်2:45မိနစ်ခန့်မှာမြို့တည်နေပြည်တော်လမ်းပိုက်မှာရှေဘဲရွာကနေပြူစောတီတွေလိုက်ပါလာတဲ့ကားကိုတော်လန်တပ်ဖွဲ့တွေကပြစ်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါရစေ။အဲဒီတက် ပွဲမှာပြူစောတီခေါင်းဆောင်တဦးပါဝင်ပြူစောတီခုနှစ်ဦးဟာတည်ဆုံးခဲ့တာဖြစ်ပြီးဆရာဆရာအနေနဲ့မွေးရေးဆေးဝါးတွေကိုတင်ဆက်ရရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ မွန်ပြည်နယ်တိုင်းတစ်ပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်တထုံမြို့နယ်မော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကာလမဘော်ကမိုးကောင်းတရားဟာမိုင်းပေါက်ကွဲခဲ့ပြီးပျော်ကြပျက်စီးသွားလို့ဒေသပြည်သူတွေနဲ့ကုန်တင်ရင်မောင်းသူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့မေလ3ရက်နေ့ည7:16မိနစ်လောက်ကမော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကာလမဘော်ကမိုးကောင်းတရားဟာမိုင်းခွဲခံရတာဖြစ်ပြီးတရားဟာလုံးဝပျော်ကြပျက်စီးသွားလို့လည်းသိရပါရယ်အခုမိုင်းခွဲ က်ခံရမှုမှာဒုတိယအကြိမ်မိုင်းခွဲမှုဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာလဲမိုင်းခွဲခံရကမိုးကောင်းတရားဟာပျက်စီးခဲ့ရလို့လည်းသိရပါတယ်။မိုင်းခွဲခံရတဲ့အနီးအနားကြီးရတွေကပြည်သူအချို့ရဲ့အဆိုအရဒုတိယအကြိမ်မိုင်းခွဲခံရမှုမှာတရားဟာလုံးဝသုံးမရအောင်ပျက်စီးသွားခဲ့ပြီးပထမအကြိမ်ကတည်းကပုံမှုပြင်းထန်ပြီးတရားဟာပျက်စီးမှုမှာလဲပထမအကြိမ်ကတည်းကပုံမှုဆိုးရွားတယ်လို့ပြောဆိုနေကြပါရဲ့ရှင်။ ဘကိုးအတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ဘကိုးတိုင်းတောင်ငူခရိုင်ကအကျန်းဖယ်စစ်တရဲတောင်ပိုင်းတိုင်စစ်တရာကြုံနဲ့တောင်ငူလေတဲ့တို့ကိုရှစ်တိုက်တုံးနဲ့ပြစ်ခတ်တက်ခတ်ရမှာလေတဲ့ရဲမင်နဲ့လေတဲ့အရာရှိတွေပါဝင်စတဲဝါတည်ဆုံးခဲ့ပြီးအဆောက်အုံတွေမီးလောင်ပျက်စီးခဲ့လို့ Brave Warrior for Myanmar BWN အဖွဲ့ကတာဝန်ရှိသူတို့ကရကုံခစ်တဲ့ကိုပြောပါရစေ။ဧပြီလ30ရက်နေ့မှာ BWN အဖွဲ့နဲ့မဟာမိတ်တွေဖြစ်ကြတဲ့ MKCDF, ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူး ဒေတာအဖွဲ့တို့က တောင်ဝကအကြံပေးစစ်တပ်ရဲ့တောင်ပိုင်းဒေသနာချုပ်တပ်ပခနဲ့တောင်လူကေတုမဒီလေဒက်စကန်တို့ကိုဗီဒီယိုရန်မစ်ရှင်35နဲ့36ဖြစ်ရှော့တိုက်တုံး14လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာတောင်ပိုင်းဒေသနာချုပ်တပ်ပခတိုင်းယုံဌာနကအဆောက်အုံဘက်အခြံထိခိုက်ပျက်စီးခဲ့ပြီးတိုင်းဝေစင်းယုံလည်းထိခိုက်ပျက်စီးခဲ့သလိုစခန်းလုံးနေရာချို့လည်းထိခိုက်ပျက်စီးခဲ့ကလေဒက်အရာခံပုံနဲ့တိုက်ခိုက်ကြီးလမ်းကမ်းနေအိမ်နှလုံးမိလောင် ျက်စီးခဲ့ရပြီးအရာရှိလိုင်းကန်နေအိမ်နှလုံးလဲမီးလောင်ပျက်စီးခဲ့လို့လည်းသိရပါတယ်။အဲဒီကဲမှုအတွင်းမှာလေတဲ့ရဲမဲနှစ်ဦးအပါဝင်လေတဲ့အရာရှိ၃ဦးနဲ့အခြားဆင့်စစ်တီ၈ဦးဟာတေဆုံးခဲ့ကာအရာရှိ၅ဦးနဲ့အခြားဆင့်စစ်တီ၁၂ဦးဟာစိုးရင်ပွဲရာပြင်းထန်ဒဏ်ရာရှိခဲ့ပြီးလေတဲ့သုံးမော်တော်ယာဉ်နှစ်စီးလဲမီးလောင်ပျက်စီးခဲ့လို့လည်းသိရပါတယ်။တောင်ကိုလေတဲ့အတွင်းမှာလည်းလေရင်သုံးလောင်ရောအဆောက်အပါဝင်အဆောက်နှလုံးဟာထိခိုက်ပျက်စီးခဲ့ရပြီးစစ်ကောင်စီလေတဲ့အရာရှိ ှိနေစစ်တီအချို့လည်းတေဆုံးမှုတွေနဲ့ပြင်းထန်ဒဏ်ရာရရှိသူတွေလည်းရှိနေပြီးတောင်ငူလေတဲ့ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ကစစ်ကောင်စီဘက်ကသတင်းဖုံးပြမှုတွေနဲ့တောင်ငူကန့်တတ်မှုများစွာရှိနေတဲ့အတွက်ထိခိုက်တေဆုံးမှုကိန်းဂဏန်းအချက်အလက်တွေကိုအတိအကျဖော်ပြလို့မရနိုင်သေးဘူးလို့လည်း Brave Warrior for Myanmar ဘီလူနဲ့အဖွဲ့ကတောင်ငူရှိသူတို့ကပြောပါရရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်တဲ့ပုတ်ကတော့ဆရာလာရှင်အမြင့်ဖြည့်ရေးအတွက် TNL ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပါဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲမှာဖြစ်ပြီး တိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်ပေးဖို့မရှိသေးဘူးလို့ TNL တွဲဖက်အထွေထွေတွင်ရင်မူနဲ့ဗိုလ်မှူးကြီးတာပန်လကမနစ်ကသတင်းစာရှင်းလင်းပွဲမှာပြောကြားပါရယ် TNL အနေနဲ့ဆရာနာရှင်အမြင့်ဖြတ်ရေးကိုဆက်လက်ကန့်ဆွဲထားဆဲဖြစ်ပြီးအခုအချိန်မှာဆရာနာရှင်အမြင့်ဖြတ်ရေးကိုမလုဆောင်နိုင်ရင်နောက်မျိုးဆက်တွေတီအပြစ်ရက်လိုက်ဆွေးနွေးလိုက် ပိုက်ပွဲတွေပြန်ဖြစ်လိုက်နေတန်မြေရလေးလေးမှာဖြစ်တယ်လို့လည်းဘုံမူကြီးတာပန်လာက ရှင်းပြပါဗျ။လက်တလောမှာ TNL ကတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီထံကို ပြန်ပေးဖို့အတွက်တရုတ်နိုင်ငံရဲ့ဖိအားတွေရှိနေပြီမဲ့လေပြန်ပေးမှာမဟုတ်သလိုပြည်သူတို့အနေနဲ့လည်းတော်တော်ကြာကြာပူပေါင်းပါဝင်ကြဖို့အရေးကြီးတယ်လို့လည်းသူကဆက်ပြောပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကတရုတ်ရဲ့အကူအညီနဲ့စစ်ကောင်စီက TNL တိမ့်ပိုက်ထားတဲ့မြို့တွေကိုပြန်ပေးဖို့အတွက်တောင်းဆိုခဲ့ပြီမဲ့လေ TNL တက်ကသဘောမတူညီဘူးလို့ပြောဆိုခဲ့တာကြောင့်စစ်ကောင်စီကနေ့စဉ်ရက်ဆက်ဆိုလို့ TNL တိမ့်ပိုင်ထားတဲ့မြို့တွေကို လေကြောင်းကနေဘုံးတွေကိုဇက်တိုက်ကျဲချတိုက်ခိုက်နေရကိုလည်းတွေ့ရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါအရင်ငုံခစ်တဲ့မနက်ခစ်တဲ့နေ့ကိုတက်ဆက်ပေးရပါကြည့်ရှုပေးရကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ